င်္ဂလာပါချစ်တို့ရေ cooking with blessing ရာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့ blessing ရာနဲ့တူလေးထမင်းအလွန်ပြင်မိန်စေတဲ့ပုံရည်ချင်းငံပြရည်ချက်လေးကို blessing ရာချက်ပြပါမယ်လို့ဒီချက်နဲ့ရတော့လေကိုနီကိုဟာနဲ့ဖန်တီးထားတဲ့အစားစာလေးပါလို့ဒါမှအရာကိုမိမိုက်ပြီးတော့မှလေထမင်းဘလော့ကုန်သွားလာတော့မတည်ဘူးကဲဒါဆိုတော့အခုပဲစားလိုက်ရအောင်လားချစ်တို့ရေ let's go right now ဲဆက်တင်ကြမယ်ကဲပုံရည်ကြီးကဗမာပြည်ကနေလက်ဆောင်ရထားတဲ့ပုံရည်ကြီးအနစ်ရဲအမုတ်ရဲမှာပြင်ဆင်ရအများကြီးတခါတလေကြရင်တော့ဒါကိုစက်တွန်နေနဲ့တုတ်စားတော့ဗောနော်ဒီတခါတော့ဒီတခါတော့ကိုရန်ကြံစနီလန်ရဆိုသလိုလေပုံရည်ကြီးလေးနဲ့အင်္ဂံပြာရီချက်လေးနဲ့ချက်ပြမှာဖြစ်ပါတယ်လို့အရာကိုထွင်မင်းမင်းဆိုရဲဟင်းကောင်းပါလို့ဒီထဲမှာစက်သွန်နီစက်သွန်ဖြူဒါလေးပဲလိုအပ်ပါတယ်เนาะ ကိုကအနစ်များများကြိုက်တယ်ဆိုရင်ကြက်သွန်လေးကိုအလုံးကြီးကြီးနဲ့အနစ်များများလေးကိုတုံထားပါတယ်လို့အမကစီလေးထည့်မယ်လွယ်လွယ်လေးနော်ကဲဒါဆိုရင်ဒါကစနွန်ပါစနွန်နဲ့နဲ့ထည့်ပေးမယ်ကဲစနွန်လေးမှုလာပြီဆိုရင်တော့ပြဇံတော့လေးထားတဲ့ဒီကြက်သွန်ဖြူကိုအရင်အဆုံးထည့်လိုက်မယ်နော်ကြက်သွန်ဖြူလေးမှုလာပြီဆိုမှလည်းအနံ့လေး အဲကောင်းလာပြီဆိုရင်တော့အချက်သွန်နီလေးကိုပါထည့်ပြီးတော့အနံလေးမွေးလာတဲ့အထည်ကိုဘလဆွန်တို့ကြော်ပေးရပါမယ်လို့ဒီလိုလေးပျော့ဤလာပြီဆိုရင်တော့ဘလဆွန်တို့ပုံးရည်ကြီးအခဲဝရင်ဆထည့်လိုက်မယ်အခဲကြတော့ तू ကအဲသူ့ခြေပေးရပါမယ်လို့เนาะတကယ်လို့အဲ့မှာအမုံပါထည့်လိုက်မယ်เนาะအမုံ၃ထုပ်အခဲ၃ထုပ်ပေါ့အဲ့ဒါကိုအင်းအယူဆုံးပြဆိုင်တော့အဲစီတတ်တဲ့သဘောပါလို့ ်ဒီဂဲအမှာဘာပဲထည့်ရမလဲဆိုရင်လေငံပြာရည်လေးပဲထည့်မှာစားလုံးဝမထည့်ဘူးအမှာစက်သားမုံလေးနဲ့နဲ့ထည့်မယ်ပြီးရင်ဒီထဲမှာပဇွန်6ရှိလို့ရှိရင်ပဇွန်6လေးထည့်ပါလို့ပြီးတော့နောက်ဆုံးမှာလေမကြီးနစ်လေးထည့်လို့ရှိရင်လည်းအယောင်ကိုစားလို့ကောင်းတယ်နော်မကြီးနစ်လေးပါနည်းနည်းထည့်ပေးပါလို့ကဲငရုတ်တီခွဲချမ်းကတော့ကိုစိတ်ကြိုက်ပါလို့စိတ်ကြိုက်ထည့်ပြီးမှာ ကိုကအဆက်အယံကြိုက်တော့လေဆက်ဆက်လေးတုံထားတယ်။ဒါလေးတစ်ခါကြော်ထားပြီးပြီဆိုပြစင်တော့တပတ်လောက်ကြာအေးဆေးစားလို့ရ။သူကအရင်အထားခါနာနော်။အဲကြောင့်ဒီထက်မှဒါပြီးလို့ရှင်တော့ဒီထက်မှဒီမကြီးရေလေးနည်းနည်းထည့်ပြီးတော့မှအဲခပ်ပေးပါလို့အဲ့ဆုံးလေအရာကိုစားလို့ကောင်းတဲ့အရာတိုင်းရရှိတဲ့ပုံရည်ချင်းကပြရည်လေးရပါပြီလို့နော်တကယ်လို့အမှ လေစင်ကလိုအပ်နေသေးဆိုတော့အစာနဲ့နဲ့အဲတို့ပြီးတော့လိုတူပူလျှော်လေးထည့်မယ်ပြီးရေလေးနည်းနည်းထည့်ပြီးတော့မှပြန်ချက်ပေးတာမျိုးပေါ့နော်အဲ့လိုလုပ်ရပါမယ်လို့တကယ်လို့ငံပြရေလိုအပ်တယ်ဆိုရင်တော့ငံပြရေလေးပါနည်းနည်းထည့်ပြီးတော့မှလေးလေးကြိုက်တဲ့လိုကြတော့အေးပေါ့စားလေးနည်းနည်းထည့်ပေါ့နော်ကဲအပေါ့အငားတော့ကိုယ်တိုင်အကြိုက်ပါစိတ်ကြိုက်ပါနော် ိုဟာထက်တရားထက်လို့ blessing မပြောတော့ဘူးကိုရဲ့စိတ်ကြိုက်ကိုထဲပါကတ်တာပြီးရင်တော့ blessing နဲ့စားဖို့ပြင်ဆင်မယ်သမင်းကလည်းအစင်းစင်းချက်ထားတယ်ဘာဟင်းမကိုမလို့တော့တာဒါလေးရှိုံနဲ့ကိုဟင်းကအဲသမင်းနပကန်သုံးမကန်တော့အေးစေးဆွဲမှတေးချတယ် blessing ကအမြဲတမ်းပဲဒီလိုအနစ်တွေချက်ထားပြီးပြီဆိုတော့အရာကိုသမင်းပူပူလေးနဲ့အရာကိုတွဲစားခြင်းလားအခုလည်းချက်ထားပြီးပြီနော်ကဲ okay. တွေ့လာအရာကိုစားလို့ကောင်းတဲ့တန်ရှင်းလက်ဆက်တဲ့အဲဒီပုံရည်ချင်ငံပြရည်ချက်လေးပါလို့ခါတိုင်းဆိုရင်လေတုတ်ပဲတုတ်စားတတ်တာလေနော်ပလစင်တွေတော့တခါတလေကြာရင်တော့အစမ်းလေးတွေပေါ့ကွယ်ခဲအဲ့ဒီသမင်းပူလေးမှာစားပါတော့မယ်ရှင်စားကြပါဦးအားလုံးအနစ်လေးပါစမ်းလိုက်မယ်ကဲစားကြပါဦးရှင်ပါဇက်လေးဟပါစားချင်နေမို့လားခဲဒီလိုလေးချက်စားချင်နော် အကြိုက်တွေမှာတေးချတယ်လို့ဘလစင်ကတော့အမြဲတမ်းထက်ခါထက်ခါအမြဲတမ်းချက်စားတယ်ဒါလေးကိုဗမာပြည်ကနေလက်ဆောင်ရထားတော့ဟိုးအထဲမှာပဲထည့်ထားတဲ့မိတ်ဆွေတွေလည်းရှိရှိကောင်းရှိလိမ့်မယ်နိုင်ငံခြားမှာနေတဲ့သူတွေအတွက်ဆိုရင်လေဒီလိုလေးချက်ပြီးတော့မှလေဘူးထဲမှာထည့်ပြီးရေခဲတတထဲမှာစားပါလို့ခဲအားလုံးကောင်းတော့နေပါ